ရခိုင်အိန္ဒိယနယ်စပ်တခြားကူးစက်မြန်ပြီးပြင်းထန်တဲ့ဝန်ရောဂါဖြစ်ပွားမှုမျှော်ပါနေသေးတဲ့အတွက်မီဇိုရန်ပလောက်ဝကုံတွေးလမ်းကြောင်းကိုနိုဝင်ဘာလ24ရက်နေ့အထိအိန္ဒိယဘက်ကအဝင်ထွက်အလုံးကိုထပ်တိုးပိတ်လိုက်တယ်လို့သိရပါဗျ။ကနအူနိုဝင်ဘာလ12ရက်ကနေ20ရက်နေ့အထိယာယီပိတ်မယ်လို့ကြေညာထားရကနေအခုတော့၄ရက်ထပ်တိုးပိတ်လိုက်တာပါ။ မီဇိုရန်ဘလောက်ဝကုံသွေးရေးလမ်းကြောင်းဟာအာရခတပ်တော်၏ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်တဲကဒေသတွေရဲ့အဓိကကုန်စည်စီးစင်ရောင်းဝင်ထရပောက်ဖြစ်ပါတယ်။အခုလိုပိတ်ဆို့မှုရပ်ထပ်တိုးလိုက်တာကြောင့်ရခိုင်ဒေသတွေမှာနေစဉ်သောအခြေခံစားတောက်ကုန်ပစ္စည်းတွေဈေးနှုန်းမြင့်တက်လာတယ်လို့ဒေသခံတွေကပြောပါတယ်။အများကြီးသီးသီးသာတက်သွားတာတော့မဟုတ်ပါဘူး။အရင်က2000လောက်ရှိတဲ့ကော်ဖီထုတ်ကြီးတွေကအခုရက်ပိုင်းအတွင်း2000ခွဲလောက်အထိတက်လာတယ်။နည်းနည်းတော့တက်သွားတယ်။ လမ်းပိတ်တာနဲ့ဈေးတွေကတက်ကုန်တာဗောလို့ကြောက်တော်မျိုးနယ်ကဒေသခံတအူကပြောပါရယ်ပလောဝမီဇိုရန်ကုံတော်ရေးလမ်းကြောင်းပိတ်ဆို့မှုကြောင့်ရခိုင်ဒေသတွေမှာစားသုံးစီတလီတာကို7800ကနေတသိန်းတသောင်းဝင်းကျင်ထိမြင့်တက်သွားတယ်လို့စက်တုံနေတပိတ်တာကိုငွေချက်9000ကနေတသိန်းအထိမြင့်တက်သွားတယ်လို့သိရပါရယ်ဒါအပြင်အလူတပိတ်တာကိုငွေချက်9000ကနေ10000နဲ့ အိန္ဒိယကျပ်ဥတလုံးကငွေကျပ်900ကနေ800အထိအစည်းနှုန်းတွေမြင့်တက်သွားတယ်လို့ဒေသခံတွေကပြောပါတယ်လဲပိတ်ထားတဲ့အခြေအနေမှာတော့ကျမတို့ကဒီစားသောက်မှုအခြေအနေတွေအနေနဲ့လို့ဆိုလို့ရှိရင်လည်းအဲ့လောက်ထိတော့ဟိုမရှိနေသေးဘူးပေါ့နော်ဒီဟိုစားကုန်တွေပြက်လက်တာတို့ဘာတို့အဲ့လိုမျိုးတော့မရှိသေးဘူးဒါပေမဲ့လည်းကုန်ဒီစားသောက်ကုန်နဲ့ပတ်သက်တဲ့ဟာဆိုလို့ရှိရင်တော့ကုန်ပစ္စည်းတွေဈေးတက်တဲ့ဟာမျိုးတွေတွေ့ရရဲ့ပေါ့နော်ဒီဖက်မှာတော့ ဒီဈေးတက်တာဟာလည်းလဲတော့အချာရှိပြိမ့်မယ်ဆိုလို့ရှိရင်တော့ဟိုပုံပြီးတော့တက်နိုင်တဲ့အနေအထားမျိုးတွေရှိတယ်အဲဆိုလို့ရှိရင်လည်းဒီပစ္စည်းတွေလည်းအဲဒီစားကုန်ပစ္စည်းတွေပေါ့နော်စားကုန်ပစ္စည်းတွေဥမာဟိုအာဟို ကျက်တဲ့နေတို့အဲနောက်ပြီးတော့အာကျက်တဲ့နေတို့ပေါ့နော်ကျက်တဲ့နေတို့အဓိကတော့ကျက်တဲ့ချူတို့အဲ့လိုမျိုးအနေထားတွေပေါ့နော်ကျန်တဲ့တချို့စားတော့ကုန်တယ်ဆိုလို့ရှိရင်လည်းကျမတို့ရခိုင်ဖက်ကဖက်ကအထက်များတဲ့ဟာမျိုးတွေရှိရဲအဲအဲ့လိုမျိုးတော့ရှိရပါပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတွေနောက်ပြီးတော့ဒီလူတွေရဲ့တကူရေသုံးပစ္စည်းတွေပေါ့နော်ဥပမာပက်ထိုးတို့အဲအဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးတွေဆိုလို့ရှိရင်တော့ကုန်စင်လုံးတက်နိုင်တဲ့အနေထားမျိုးတွေတော့ရှိပါတယ်ရှင်ဟုတ်ကဲ့ ရခိုင်မှာမြို့သိမ်းတိုက်ပွဲတွေဖြစ်ပွားတဲ့2023ခုနှစ်ကစလို့စစ်ကော်မရှင်ကရခိုင်ဒေသကိုလေကြောင်းကုန်းလန်းရေလန်းအလုံးပိတ်ဆို့ထားပြီးဒေသရင်းလိုအပ်နေတဲ့စားသောက်ကုန်နဲ့ဆေးဝါးတွေကိုအိန္ဒိယနယ်စပ်နဲ့ဘင်္ဂလားဒေ့ရှ်တို့ကနေကုန်သွယ်နေချရတာဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားတာနဲ့အတူ ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်ဆို့ထားမှုကြောင့်ရခိုင်ဒေသတွင် ကုန်စည်နှုန်းတွေဟာအဆမတန်မြင့်တက်တာတွေနဲ့ကြုံတွေ့နေရတာနှစ်နှစ်ကျော်လာပြီဖြစ်ပါတယ်။